ရည်ဖြူမြို့နယ်ကံမောက်တိုက်နယ်ဇာဒီရွာမှာရောက်ရှိနေတဲ့ဆန္ဒရှိတပ်ကိုဒီဇင်ဘာလ၄ရက်နေ့မှာတော်လိုင်းအင်အားစုတွေက drone ပုတ်ချတိုက်ခိုက်ရာကနေနှစ်ဖက်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ drone ပုတ်ချတိုက်ခိုက်ခံရပြီးတဲ့နောက်ဇာဒီရွာချောင်းဝါမှာရှိတဲ့ဆန္ဒရှိတပ်ရဲ့ရေတပ်စစ်တင်ဘောကလည်းလက်နက်ကြီးနဲ့ဇာဒီရွာတွေပြစ်ခတ်ခဲ့ပါတယ်။အဲဒီလိုပြစ်ခတ်ပြီးတဲ့နောက်ဇာဒီရွာရွာမဘက်ကနေမိခိုးလုံးတွေတက်လာတာကိုမြင်တွေ့ရတယ်လို့တိရောက်နေရတဲ့ဒေသခံတွေကပြောပါတယ်။ ဆဲနာရှိတပ်သားတွေဟာဒီဇင်ဘာလ၂ရက်နေ့ကတည်းကစပြီးဇာဒီရွာအတွင်းရောက်ရှိနေတာပါစာဒီခေါင်ပြဲရွာမရက်ကွက်မှာရှိတဲ့လူမနေတဲ့နေအိမ်တွေမှာတက်ဆွဲကဒီဇင်ဘာလ9ရက်နေ့ဒီကနေ့အထိဆက်ရှိနေဆဲဖြစ်တယ်လို့ဒေသခံတွေကပြောပါရယ်။ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ဆက်နာရှိတက်ဟာစာဒီနဲ့ခေါင်ပြဲရွာအကြားကလက်ဖြတ်ထားတဲ့နေရာကိုလုံးဝသွားလို့မရအောင်မြေတူးစင်းနဲ့ထပ်မံဖြစ်စီလိုက်တယ်လို့ဆိုပါရယ်။ လျက်စစ်မီဖြတ်ထားတဲ့ဇာတိရွာအတွင်းလက်တလောဆက်နာရှိတက်သူဆက်ရှိနေလို့လျက်စစ်မီနဲ့အင်တာနက်ဆက်သွယ်ရေးပြတ်ရနေတယ်လို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလကဖြစ်ခဲ့တဲ့ကမ္ဘောဒီးယားကနောင်တိုက်ပွဲပြီးနောက်ဇာတိယာသားတွေဟာရွာလုံးကျွတ်ဆက်ပေးရှောင်နေရတာဟာအခုဒီဇင်ဘာလမှာတနစ်ပြီးပြီဖြစ်ပါတယ်။